မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ15ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာငွေတောင်းကြမ်းပြီးပြည်သူများကိုရိုင်းဆိုင်စွာဆက်ဆံတဲ့ ရင်ထိန်သူရဲအုပ်ဖူးပွင့်စော်ပြစ်ခတ်ခံရပြီးတော့အစုပ်ကိုကြီးစံဖောက်ဝင်ဒဏ်ရာနဲ့တိတ်ဆုံးသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ23ရက်နေ့ညနေ3:50မိနစ်အချိန်မန္တလေးပြည်ကြီးတော်မြို့နယ်စာလုံးရက်ကွ62လမ်း124လမ်းနဲ့125လမ်းကြားမှာရင်စစ်အဖြစ်နဲ့ဆောင်ရွက်နေတဲ့ရင်ထိန်ရဲတပ်ဖွဲ့ကဒူရဲအုပ်ဖူးပွင့်စော်ကို ဆိုင်ကယ်စီးလာတဲ့သူနှစ်ဦးကတနက်နဲ့ပြစ်ခတ်သွားတယ်လို့သိရပါဗျ။၎င်းပြစ်ခတ်မှုကြောင့်ဒူရဲအုပ်ဖူးပွင့်ဇော်မှာညာဘက် အဆုတ်ဖောက်ဝင်ဒဏ်ရာနဲ့ဆေးရုံကိုတင်ပို့ကုသခဲ့ရပြီးတော့ ICU အထူးကျမှတ်ကုသဆောင်မှာအရေးပေါ်ဆေးကုသမှုပေးနေရတယ်လို့သိရပါဗျ။ဒါပေမဲ့အော်တိုဘားလ14ရက်နေ့ညာပိုင်းမှာတော့ရရှိထားတဲ့ဒဏ်ရာနဲ့တေဆုံသွားကြောင်းမန္တလေးရဲတိုင်းဝိုင်းများကပြောဆိုချက်အရာသိရပါဗျ။မန္တလေးမှာတော့ရင်ထင်းရဲတွေကငွေအရန်တောင်းတယ်ပြည်သူတွေကမောက်ပါတယ်ရိုင်းဆိုင်တယ်ဟိုနေ့ကအပြစ်ခံရတဲ့ဒူရဲအုပ်ရဲမေဆိုရင်လေအဲ့ဒီနားမှာပဲအမြဲလို့လို့ရင် င်စစ်လုပ်နေတာအပြောဆိုရန်ရန်ဆိုင်လို့နာမည်ကြီးနေတဲ့သူငွေတောင်းတာလဲပတ်ဆက်တယ်လို့မန္တလေးကစိုင်းကယ်ကယ်ရီသမားတို့ကပြောပြခဲ့ပါတယ်မန္တလေးမှာရင်ထင်းရဲဒုရဲအုပ်ကိုပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စစ်တပ်ကမန္တလေးတမျိုးလုံးအစစ်အစေးများရခင်ကထက်တင်းကျပ်ခဲ့ပြီးတော့စိုင်းကယ်များကို2 box များပါခွင့်လက်ခိုင်းကရှာဖွေမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်အင်ဂျီလက်ရှင်နဲ့ဂျာကင်ဝတ်ထားတဲ့သူတွေကိုလည်းအင်ဂျီများချုပ်ခိုင်းတဲ့အထိရှာဖွေမှုများကြမ်းတမ်းစွာလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘင်္ဂလားပင်လယ်အော်မှာဓမြတိုက်ခံရပြီးစွန့်ပစ်ခံထားရတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား16ဦးကိုအေအေကကယ်တင်ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုတရားဝင်ပြန်လည်လွှဲပြောင်းပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စက်တမလာ28ရက်နေ့မနက်9:00နာရီခန့်အချိန်မှာဘင်္ဂလားပင်လယ်အော်အတွင်းကို9ရှာရန်ထွက်လာခဲ့ကြတဲ့ဟာမာဦးစလာစ်ဦးဆောင်တဲ့လူ16ဦးပါတဲ့9ဖမ်းလေကိုအော်တိုဝါလာ4ရက်နေ့ညနေ6:00နာရီအချိန်မှာအင်အား60ခန့်ပါတဲ့ဘင်္ဂလားပင်လယ်ဓမြအဖွဲ့ကမော်တော်ဘုတ်3စီးနဲ့ဓမြတိုက်ခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီနောက်မှာတော့ငါဖန်သမား16ဦးကိုဖမ်းဆီးကလောက်ပိတ်ထားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအမည်မသိတဲ့လက်နက်ကိုင်းပင်လယ်ဓားအဖွဲ့ကငါဖန်14ကိုမော်တော်ဘုတ်3စီးနဲ့ဝိုင်းရံပြီးတော့လက်နက်များနဲ့ပစ်ခတ်တပ်ဖြတ်ရန်ချိန်ချောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ရေလုံသားငါဖန်သမားများကိုတနက်ဒင်းများတို့များနဲ့ရိုက်နှက်ပြီးတော့ငါဖန်လေးမှာပါလာသည်။ပတ်စံဖုန်းရေနံစီစားတော့ကုန်ရိတ်ခါဆန်စီစားပိုက်ကွန်များအားလုံးကိုယူဆောင်သွားတယ်လို့သိရပါတယ်။ဟာမာဥစလာနဲ့ ရေလုံသား၅ဖန်သမားများအားလုံးကို၅ဖန်လေရဲ့1ဘတ်အတွင်းဘာအစားအစာရေမှမတိုက်ကျွေးပဲနှစ်ရက်ခန့်ပိတ်လောင်ထားခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ9ရက်နေ့မနက်၄နာရီအချိန်ကိုရောက်တဲ့အခါမှာပင်လယ်ဓမြများကအရခဒေတာမောင်တော်မျိုးကြောက်ပနုကန်းချေအနီးကန်းတေရန်စီစဉ်ထားခဲ့တဲ့အချိန်မှာအေးအေးအရခကန်းချေဆောင်တပ်များကအော်တိုဘာလ9ရက်နေ့မနက်6နာရီခန့်အချိန်မှာတွေ့ရှိတဲ့အတွက် အဲ့ဒီကန်တင်ဘုံမှာပါလာတဲ့ဟာမာဥစလာနဲ့ရေလုံသား၅ဖန်သမား၁၆ဦးစလုံးကိုကယ်တင်နိုင်ခဲ့တယ်လို့သိရပါဗါတယ်။အေကကယ်တင်ထားတဲ့အချိန်မှလည်းပင်လယ်ဓားများရဲ့ရိုက်နှက်မှုများကြောင့်ဒဏ်ရာရလာသူများကိုစေကူတမှုပေးထားပြီးကောင်းမွန်စွာစောင့်ရှောက်ပေးထားတယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံနေသားဆောင်တပ်ဖွဲ့နဲ့တပ်ဆိုင်ရာတာဝန်ရှိသူများထံကိုဆက်သွယ်ပြီးတော့အော်တိုဘားလ14ရက်နေ့ညနေ6:15မိနစ်အချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှာပူရာစိတ်ကမ်းမှာဘင်္ဂလားဒေ့ရှ်နေသားဆောင်တပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့များထံကို၅ဖန်သမား၁၆ဦးစလုံးကိုကောင်းမွန်စွာပြန်လည်အနံပေးခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်ဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့အမိန့်နဲ့နိုင်ငံတော်ဝမ်းမှာရှိတဲ့ပွဲရုံများ၊ဂိုဒေါင်များ၊ကုန်တိုင်များနဲ့ဈေးများအတွင်းကထိုင်းနဲ့တရုတ်အပါအဝင်ပြည်ပကတင်သွင်းထားတဲ့စားတောက်ကိုလူသုံးကိုပစ္စည်းများကိုစစ်တပ်ကလိုက်လံဆင်ဆင်းနေပြီးတော့သွင်းကုန်လိုင်စင်နဲ့ခွင့်ပြုချက်မပြနိုင်တဲ့ပြည်ပကထုတ်ကုန်ပစ္စည်းများအလုံးကိုတိမ်းစီဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုမလာ9ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးဥဆောင်ကော်မတီအစည်းအဝေး၄နှစ်ဆောင်2024မှာအကြံဖတ်ဒုစစ်ခေါင်း ဆောင်စိုးဝင်းကလက်နက်ကိုင်အဖွဲ့အစည်းများကိုတပ်ဆိုးရှိစေတဲ့တရားမဝင်ကုန်သွယ်မှုကြီးထွားနေခြင်းကိုတိုက်ဖြတ်တားဆီးရန်လမ်းကြောင်းများမှာစောင့်ကြည့်ဖမ်းဆီးရမယ်အပြင်ဂိုဒေါင်များနဲ့တိုးလောင်ရုံများကိုလည်းလိုက်လံဆက်ဆဲဖမ်းဆီးရန်ဈေးကွက်များအတွင်းနဲ့အထိပါကွင်းစင်းပြီးတော့ ဖမ်းဆီးစစ်ဆေးအရေးယူရန်ညွှန်ကြားပြီးတဲ့နောက်အခုလိုမျိုးဖမ်းဆီးမှုများဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ကုန်တိုင်းမှာရှိတဲ့ထိုင်းတရုတ်နဲ့ပြည်ပကထုတ်ကုန်တွေအားလုံးကတွင်းကုန်လိုင်းစင်နဲ့ခွင့်ပြုချက်ရှိလား။ဘယ်နေ့ကတွင်းခဲ့တာလဲ။တွင်းခဲ့တဲ့ပမာဏကဘယ်လောက်လဲ။အခုကုန်တိုင်းမှာတင်ထားတာဘယ်လောက်လဲဆိုတာကိုလာစစ်နေပါတယ်။ကျွန်တော်တို့က2023ခုနှစ်ကလေးကတွင်းပြီးတော့ဂိုဒေါင်နဲ့လောင်ထားတာဆိုတော့စာရွက်စာတမ်းနဲ့လိုင်းစင်တွေအကုန်လုံးပြနိုင်လို့ပစ္စည်းအသိမ်းမခံရဘူး။ ကိုမိတ်ဆွေစီးပွားရေးသမားတွေကတော့အောက်လန်းကနေတွင်းထားတဲ့ရိုးရီးယားပစ္စည်းတွေမို့လို့တော်တော်များများအသိမ်းခံလိုက်ရတယ်ဂိုဒေါင်မှာအသိမ်းခံရတာလို့ရန်ကုန်ကစီးပွားရေးသမားတို့ကရှင်းပြခဲ့ပါတယ်ဒါအပြင်အော်တိုဘားလ14ရက်နေ့ကမော်လမြိုင်ဈေးကြိုရတနာထုံးပွဲုံတန်းမှာစစ်တပ်ကထိုင်းနိုင်ငံထုတ်စားတောက်ကုန်နဲ့လူသုံးကုန်ပစ္စည်းများကိုလိုက်လံဆစ်ဆေးပြီးတော့တွင်းကုန်လိုင်စင်နဲ့ခွင့်ပြုချက်မပြနိုင်တဲ့ပြည်ပထုတ်ပစ္စည်းများအလုံးကိုကုန်ကားနှက်စီးနဲ့တင်းစီဖမ်းဆီးသွားတယ်လို့သိရပါတယ်မော်လမြိုင်ဈေးကြိုရတနာထုံးပွဲုံတန်းကို ခွေးအင်အားအများပြားနဲ့ပစ္စည်းတွေဝင်ဖမ်းတာရိုးတရားပစ္စည်းတွေကြီးပဲကုန်ကားကားနက်စီးတိုက်ပါသွားတယ်ပွဲယုံတွေကဂိုဒေါင်တွေကစိုင်းတွေတွေကရိုးတရားပစ္စည်းတွေအကုန်လုံးပါသွားတာကားနဲ့တင်ပြီးတော့ယူသွားတယ်လို့ မော်လမြိုင်ရရနာထုံးပွဲရုံတန်းကယူရီးယားလူသုံးကုန်များရောင်းချနေတဲ့စိုက်ပန်ရှင်တဦးကရှင်းပြခဲ့ပါတယ်စစ်ကောင်စီကနိုင်ငံသားသုံးငွေသုံးဆိုင်မှုရှော့ချနေရတဲ့အတော့သွင်းကုန်အများစုကိုကတ်တတ်ထားရတယ်လို့သိရပါတယ်အဲ့ဒီအခြေအနေပေါ်မူတည်ပြီးတော့ပြည်တွင်းမှာလိုအပ်နေတဲ့သွင်းကုန်များကိုနေဆက်ဒေသများကနေတစင်တရားမဝင်တင်သွင်းလာနေတယ်လို့သိရပါတယ်အခုလိုမျိုးတင်သွင်းမှုများကိုတားဆီးဖမ်းဆီးဆက်ဆဲရမှာဖြစ်ကြောင်းအကြမ်းဖက်ဒုစစ်ခေါင်းဆောင်ဇိုးဝင်းကအမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်ကံမကျေးရွာမှာမနေ့ကတကောင်စင်းကောက်ယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ14ရက်နေ့နေ့လယ်7:00နာရီဝင်းကျင်အချိန်မုံရွာမြို့အရှိတ်ကံမကျေးရွာကိုစစ်ကောင်စီလက်အောက်ခံဝန်ထမ်းများနဲ့လက်နက်ကိုင်စစ်သားရဲများရောက်ရှိလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဒေသသတင်းရင်းမြစ်ကပြောပါတယ်။တကောင်စင်းလာကောက်တဲ့စစ်ကောင်စီတွေတိုက်ခိုက်ရတာအပြန်အလှန်ပြစ်ကြတာပဲထိခိုက်မှုတော့ရှိတယ်။တိမ်မတေတော့မကြမ်းမိသေးဘူးလို့မုံရွာဒေသခံသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။တကောင်စီရင်လာောက်တဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့တော်လန်ရေးတပ်တွေကြားမှာကံမကြီးပါမှာနှစ်နာရီဝန်းကျင်ကြာအောင်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီးတော့လက်နက်ကြီးလက်နက်ငယ်မျိုးစုံနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုကြောင့်အသက်80အရွယ်ဝန်းကျင်အရွယ်အဖွားအုပ်တူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်နဲ့အိမ်အသုံးဆောင်ပစ္စည်းများထိခိုက်ပျက်စီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်း MNDAA ကတင်ပိုက်ထားတဲ့လာရှုံမြို့ရက်ွက်တဲ့နားမခေါ်ကားဂိတ်အနီးကိုစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲချခဲ့ရာစိုက်ကယ်ဖီးလာတဲ့ပြည်သူတအုပ်ပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ14ရက်နေ့ညနေ6:30မိနစ်အချိန်မှာစစ်ကောင်စီတပ်ကလာရှုံမြို့ပေါ်ကိုတိုက်လေရင်နဲ့ဘုံ၃လုံးကျဲချခဲ့တယ်လို့သိရပါတယ်။ဘုံများဟာရက်ွက်တဲ့နားမခေါ်ကားဂိတ်အနီးကိုကြိုက်ရောက်ပောက်ခွဲခဲ့ပြီးစိုက်ကယ်ဖီးလာတဲ့ပြည်သူတအုပ်မှာ ဘုံစားထိမှန်ပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်အခြားပြည်သူတအုပ်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်လေရင်ကနေကျဲချခဲ့တဲ့ဘုံပောက်ကွဲမှုကြောင့်လာရှုံမြို့လျက်စစ်မိဂျုံများလည်းပျက်စီးခဲ့ပြီးမြို့ရင်းနေရာတချို့လျက်စစ်မိများပြတ်တောက်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကစစ်ရေးပြစ်မှတ်တဲ့လုံးဝသက်ဆိုင်ခြင်းမရှိတဲ့နေရာများကို ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မနေ့ကအော်တိုဘာလ14ရက်နေ့တရက်ထဲမှာတင်စစ်ကောင်စီကလာရှုံမြို့ကိုလေးချောင်းကနေတိုက်ခိုက်မှုနှစ်ချိန်လုံဆောင်ခဲ့ပြီးတော့ပြည်သူလေးဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။မနေ့ကအော်တိုဘာလ14ရက်နေ့မနေ့3ည3ည9နာရီ7မိနစ်အချိန်မှာအကြမ်းဖက်စစ်ကောင်စီကလာရှုံမြို့အနီးမှာရှိတဲ့ဤနိုင်ရွာလေးပေါ်ကိုပေါင်900ဘုံနှလုံးအပါအဝင် စုစုပေါင်းဘုံ9လုံးကျဲချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲချမှုကြောင့်ပြည်သူအမျိုးသား3ဦးသေဆုံးခဲ့ပြီးအမျိုးသမီးကြီး2ဦးနဲ့ အသက်၄နှစ်အရွယ်ကလေးငယ်တအူထိခိုက်ဒဏ်ရာရရှိခဲ့ကြအောင်တရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ